အမေရိကန်တောင်ပိုင်းကတောနှကြီးတစ်ခုထဲမှာလူတစု အလုံးလုံးနေတာကို မြင်ယုံကြည့်လိုက်ပါသူတို့အပေါ်မှာကဘသူမှမမြင်နိုင်တဲ့ခေါင်းငင်ပေါ်ကမျိုးလုံးတွေကစောင့်ကြည့်နေတယ်သူတို့ဟာမူရစ်ရာဇာတွေမဟုတ်ဘူးသူတို့ကိုချေးမုံမတ်သူတွေအမေရိကန်မရိန်းတဲ့ရဲ့အထူးကင်းထုတ်တဖက်ဝင်နေပဲဒီနေ့မှာတော့သတင်းတွေထဲမှာမြင်နေကြမူရစ်ဆေးဝါးစစ်ပွဲတွေအကြောင်းပြောမှမဟုတ်ပါဘူးဒါကအဲ အရေးချမ်းမှာတိတ်တဆိတ်ချစ်ပွားနေတဲ့အစစ်မြစ်နိဗ္ဗာန်သွန်လျိုဝတ်စစ်စင်ရဲ့တစ်ခုကြောင့်ပါဟုတ်ပါတယ်ကျွန်တော်တို့ရထားတဲ့အချက်လက်တွေကပေါ်ပြနေတာကဒါဟာဓမ္မလို့ကြစစ်ပွဲတစ်ခုနဲ့လုံးဝမတူဘူးဆိုတာပဲတိုက်ရင်အားအလုံးရင်းနဲ့ဝင်တိုက်တာမျိုးမဟုတ်ပဲအဲခွဲစိတ်ဆရာဝန်တယောက်လို့တီးကြတဲ့တိုက်ခိုက်မှုတွေနဲ့လုပ်နေတာမူရရာဇာကာတက်လီရဲ့ထောက်ပံ့ရေးတွေးကြော်ကိုဖျက်တော့ဖူစ조사နေတဲ့စစ်စင်ရေးတစ်ခုပေါ့အဓိကတရုတ်ဆောင်တွေကတော့ American Marine တဲ့ရဲ့အထူးခင်းထောက်တပ်ဖွဲ့တွေရဲ့ သူတို့ရဲ့နောက်ွယ်ကနောက်ဆုံးပေါ်နှိပညာတွေလည်းပါပဲဆိုတော့ဒါကသူတို့ကရှင်းလင်းတာထက်ကာတဲရဲ့စီးပွားရေးရဲ့နေရာတစ်ခုလုံးကိုအတန်တိတ်ချိနဲ့တောင်းလှုပ်ချင်တဲ့သဘောပေါ့နော်အတိကြပါပဲဒီနေ့ဆွေးနွေးမှာက Operation Southern Spear လို့ခေါ်တဲ့ဒီလျှို့ဝှက်စစ်စင်ကြီးတစ်ပြီးတော့အဲ့ဒီမှာပါတဲ့အရေးတစ်ဖွဲ့ဝင်နေနောက်ပြီးဟိုတိတ်ပန်စံနေတဲ့မှာပဲရှိတယ်လို့ထင်ရတဲ့နှိပညာတွေပေါ့ပေယူ2000မြက်ကပြန်တဲ့ဒူလျိုလီယန်ကနေ AI နဲ့ကိုယ်တိုင်မောင်းပြီးတိုက်ခိုက်တဲ့တိုက်လီယန်တွေအထိ သူတို့တုံးနေတဲ့မယုံနိုင်စရာကိရိယာတွေကြောင့်အတင်းစီဆွေးနွေးကြည့်ကြတာပေါ့ကဲဒီတော့ operation southern spear ဆိုတာဘာလဲဘာကြောင့်အခုမှပေါ်လာရတယ်လဲဆိုတာနဲ့ဆက်လိုက်ရအောင် operation southern spear ကို2025ခုနှစ် November လ14ရက်နေ့မှာတရားဝင်စတင်ခဲ့တယ်လို့အရမ်းမြတ်တွေမှာဖော်ပြထားတယ်ခင်သူရဲ့နာမည်မှာကတည်းကရည်ရွယ်ချက်ကိုမြင်နိုင်ပါတယ် southern ဆိုတာကဒီစစ်စင်ရေးရဖြစ်မဲ့ area ပေါ့ american တောင်ပိုင်းစစ်ဌာနချုပ်တဲ့တာဝန်ယူရနေရ ဘူဟိုအမေရိကတောင်အမေရိကနဲ့ကရေဘီယံဒေတာတွေကိုရည်ညွှန်းတာပါ sphere လက်ကလန်ဆွတ်ဆိုတဲ့စကားလုံးကတော့သူတို့လေးတိုက်ရိုက်ကြတယ်နော်တခုခုကိုအရှိန်နဲ့ထိုးဖောက်ဝင်ရောက်တဲ့ခံစားမှုမျိုးပေးတယ်ဒါပေမဲ့ဘာလို့လန်ဆွတ်လို့တုံးရလဲတူဒါမဟုတ်ဘဲနဲ့ပေါ့အဲအဲ့ဒီအချက်ကအရေးကြီးပါတယ်လန်ဆွတ်ဆိုတာ area တခုလုံးကိုဖြန့်ကျက်တိုက်ခိုက်တာမျိုးမဟုတ်ဘူးလေဖြစ်မှတ်ရဲ့အတိတ်အကြဆုံးနေရာကိုတိတိကျကျနဲ့အဆုံးထိထိုးဖောက်ဝင်ရောက်တာကို ဆိုလိုတာပါ ကြီးမားတဲ့ကျူကျော်စစ်မျိုးမဟုတ်ဘူးချင်းချောင်မှုရဲ့နှလုံးသားကိုတဲ့တဲ့ထိုးဆိုင်လိုက်တဲ့ချွန်းထက်တဲ့လန်တော်လိုမျိုးပဲအဓိကဖြစ်မှတ်ကတော့စီနာလိုဝါနဲ့ CJNG လိုမျိုးအော်စီနာလိုဝါကဝိုင်းရင်အခွေကြီး CJNG ကအကြမ်းတမ်းဆုံးလို့နာမည်ကြီးကအဖွဲ့နော်ဟုတ်ပါတယ်အဲ့ဒီအဖွဲ့ရဲ့ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်ကိုမြေပြင်တိုက်အင်အားအများကြီးမတုံ့ပဲဖျက်တောက်ဖျက်ဆီးဖို့ပါပဲကောင်းပြီ အဲ့လိုတီးကြတဲ့ထိုးစစ်စင်နိုင်ဖို့ဆိုရင်အရင်ဆုံး fit mat ကဘယ်မှာရှိလဲဆိုတော့အတိအကျသိဖို့လိုမှာပေါ့ဆိုတော့ကောင်းကင်ဘော်ကနေဒီလောက်တီးကြတဲ့အချက်အလက်တွေရဖို့အတွက်သူတို့ဘာတွေတောင်းရင်လဲဒါကဒီစစ်စင်ရဲ့ဤပညာပိုင်းဆိုင်ရာ အပိုင်းကို ရောက်လာပါပြီသူတို့မှာကောင်းကင်ဘော်ကမျက်လုံးများလို့ခေါ်နိုင်တဲ့ထောက်လန်းရေးပိုင်ဆိုင်မှုတွေအများကြီးရှိတယ်ပရမဆုံးတစ်ခုကတော့ရေတပ်ရဲ့ B8 Poseidon လီယင်ပါ သူ့ကိုတာမန်ထောက်လိုင်းရေးလီရင်လို့မထင်းလိုက်နဲ့သူကကောင်းကင်ပေါ်မှာပြန်နေတဲ့ကွက်ကဲမှုစခန်းတစ်ခုလိုပဲကွက်ကဲမှုစခန်းဆိုတာဘယ်လိုမျိုးလဲအဲသူကမိုင်900လောက်အကွာဝေးကနေတောင်ပင်လယ်ထဲမှာသွားနေတဲ့မူရစ်စစ်တင်ဆက်လီတစင်းရဲ့ရေလိုင်းရကိုထောက်လန်းနိုင်တယ်မိုင်900ဟုတ်တယ်ဒါပြင်အဲ့ဒီလီပေါ်ကလူတွေတုံးနေတဲ့ရေဒီယိုလိုင်းတွေဆက်သွယ်ရေးလိုင်းတွေကိုကြားဖြတ်ခွင့်ယူပြီးဘယ်သူတွေကဘယ်သူနဲ့ဆက်သွယ်နေလဲဆိုတာကိုခြေအားခံနိုင်တယ်အရင်မြစ်တွေရ2024ခုနှစ်အတွင်းမှာ မက္ကဆီကိုပင်လယ်ကွေ့အကော်မှာအချိန်ပေါင်းများစွာပြန်တန်းခဲ့ပြီးပြီကာတက်တွေတုံးနေတဲ့ရုပ်ဝတ်ရည်လမ်းကြောင်းတွေကိုမြေပုံဆွဲပေးခဲ့တာပေါ့ဆိုတော့မြေပြင်တက်တွေမဝင်ခင်ကလေးကရန်သူရဲ့လှုံ့ရှားမှုပုံစံအရမ်းကိုရပြီးသားဖြစ်နေပြီပေါ့ drone တွေကကော MQ9 Reaper drone ကြောင့်လို့ကြားဟုတ်နေကြပဲဒါပေမဲ့ဒီစစ်စင်ရင်မှာသူ့ရဲ့အထုံးဝင်ပုံကဘာထူကြလဲ Reaper ရဲ့အထက်ကအသာချက်ကဇွဲပဲသူကတစ်ခါပြန်ခင်24နိုင်ဆက်တိုက်ကောင်းကင်မှာဝင်နေနေတယ်ကန်ယူဒန်မိုင်းတောင်စစ်တဲ့ 50ကျော်ကိုတစ်ချိန်တည်းမှာစောင့်ကြည့်နိုင်တာ1000ကျော်ဟုတ်တယ်သူ့ရဲ့ကင်မရာတွေကတောထဲမှာဖုံးကွယ်ထားတဲ့ Phantom 9တက်ခွေခန်းတစ်ခုကထွက်လာတဲ့မိခုံးငွေဒါမှမဟုတ်ကားတန်းတန်းကြောင်ဖြစ်လာတဲ့ဖုံလုံးတွေကို မိုင်ပေါင်းများစွာအကွာကနေမြင်နိုင်တယ်အရေးကြီးဆုံးက သူက လုံးဝနီးပောင်းအထန်တိတ်ပြန်တန်းနေတာပဲမြေပြင်ပေါ်ကလူတွေကသူတို့အပေါ်မှာစောင့်ကြည့်နေမှန်းတောင်မတိလိုက်ဘူးဒါပေမဲ့ကျမကိုအံ့ဩဆုံးဖြစ်စေတာကတော့ you do to lu lin me pe khuna se thang min ma pyan tan de so ra ga sin sa lo daw ma lwe bu ta man greedy tan lin yin de pyan de a myin ye ni sa ni ba law shi da no ai di a myin ga ni so yin yan tu ga tu ko myin naw myin nai ma ma hoh bu a tan lan ma cha nai naw bu ta kae ko tit se ta kaung lo be bo ti cha ba de ai di ma sai win sa sia kaung da ga tu ye yi ywe che be tu ga bong che bu ma hoh bu tu ye a dik ga ta wan ga pe khuna se thang myin ka ni မြေပြင်ပေါ်က area တစ်ခုလုံးရဲ့အလုံးကြီးလင်းပြတ်သားတဲ့တပ်ဖွဲ့ကြီးတပုံကိုရိုက်ခုလိုပဲကာလန်ကျော်တွေလူသွားလမ်းလေးတွေကိုတော့မြင်နိုင်တဲ့အထိပြီးတိတိကျကျတိုက်ခိုင်နိုင်တာပေါ့ကွန်ကင်ဘောကနေဒီလောက်တိကျတဲ့အချက်လက်တွေရပြီဆိုတော့မြေပြင်မှာဒီအချက်လက်တွေပေါ်တုံးပြီးအလောက်လုံးမဲ့သူတွေလိုလာပြီပေါ့သူတို့ဘသူတွေလဲရုပ်ရှင်ထိုက်ကလေးမျိုးပဲလားဒီနေရာမှာ Marine Kingdom တပ်ဖွဲ့ Marine Recon တွင်လာပါပြီအရင်မြေမှာသူတို့တိတ်ဆိတ်တော့ကျွမ်းကျင်ပညာရှင်များ silent professionals ကိုတင်စားထားတယ်။သူတို့က navy seals တို့ green berets လို့လောက်လူတီမများပေမဲ့သူတို့ရဲ့အထူးကျွမ်းကျင်မှုကတော့ရန်ထုနယ်မြေအတွင်းမှအထိတိတ်တဆိတ်စိတ်ဝင်ထောက်လန်းတာပဲ။အဖွဲတစ်ဖွဲမှာလူဘလောက်လောက်ပါလဲ။တက်ခွဲတစ်ခွဲစားလောက်လား။အများကြီးနေပါတယ်။အဖွဲတစ်ဖွဲမှာ6ရောက်တောင်းကို၈ရောက်ပဲပါတယ်။သူတို့ကအင်အားတုံးတိုက်ခိုက်ဖို့ထက်တည်င်းအချင်လက်စူဆောင်းပြီးတော့ဖြစ်မှတ်ကိုအတီးပြုပစ်ဖို့ကအတိကပဲ။ရန်ထုနယ်ပြည်ရဲ့ဝင်တဲ့အခါမှာလဲနေလန်ပေါင်းစုံတုံးတယ် HALO လို့ခေါ်တဲ့ပေတတောင်းကျော်အမြင့်ကနေအောက်ဆီဂျင်မှုနဲ့ခုံချတာမျိုးလင်းတမ်းမကြားရခင်မြေပြင်ပေါ်ရောက်နေပြီတကယ်ကိုကောင်းကင်ဘော်ကကြာလာတဲ့တစ်ဆယ်တွေလိုပဲဟုတ်တယ်ဒါမှမဟုတ်ရေအောက်ကနေစကူပါနဲ့ဝင်ရောက်တာမျိုးတွေအထိအဆက်ဆက်ရလဲလေ့ကျင့်ထားကြတယ်သူတို့ရဲ့လက်နက်ပစ္စည်းတွေကလည်းတကယ်ကိုအစစ်မြင့်တယ်လို့ဖျားတယ်အတန်တိတ်ကိရိယာတဲ့ M4 rifle တွေ၊ကြိုက်တထောင်အကွာကဖိမှတ်ကိုထိနိုင်တဲ့ sniper rifle တွေအပြင်ကိုပိုင် drone နဲ့တောင်ပါဝဲတယ်ဆိုဟုတ်တယ် အဲ့ဒါတော့ RG20 Puma လို့ခေါ်တဲ့လက်နက်ပြလွတ်နိုင်တဲ့ drone လေးပဲ Sicarios လို့ခေါ်တဲ့ cartel ရဲ့လက်မယုံဂျေစာလူတပ်သမားတွေရဲ့ကင်းစခန်းကိုသူတို့ကိုယ်တိုင်မချင်းကတ်ပဲမိုင်းဆဲကြော်အကွာကနေလျောင်းပြီးအသေးစိတ်ထောက်လိုက်နိုင်တယ်။နောက်တစ်ခုက SOFLAM လို့ခေါ်တဲ့ laser battery carrier ။ဒါကလေကြောင်းတိုက်ခိုက်မှုအတွက် Piedmont ကို မြေပြင်ကနေ laser နဲ့တိတိကျကျညွှန်ပြပေးတာ။အော် လီမူကပေဆောင်းကိုဘုံချရမလဲဆိုတာမျက်စိလေးစရာမလိုလို့ပေါ့မမရလေဇာညွန့်တဲ့နေရာကိုပဲတိုက်ခိုက်လာရုံပဲပြီးတော့ဒီစစ်စင်ရဲကိုထောက်ပံ့ပေးဖို့ 22nd Marine Expeditionary Unit ကုလုံက USS IOG မှာတိုက်ခိုက်ရေးတင်ပေါ်နေအတူ2025ခုနှစ် August လကဒေတာတွင်းမှာရောက်ရှိနေတယ်လို့လည်းအချက်လက်တွေမှာပါတယ်ခင်ဗျာဆိုတော့သူတို့မှာကိုပိုင်လေတပ်အသေးစားလေးတစ်ခုပါလာရလို့ပြောလို့ရမလား F35B တိုက်လေယာဉ်ကိုပြောတာပါလက်တွေ့မှာတော့အဲ့လိုပါပဲ F35B က တောင်လိုက်အတစ်အစင်းလုံနိုင်တဲ့အတန်ထက်မြန်နေတိုက်လိရင်ဆိုတော့တင်ဘောဘော်ကနေပြန်တက်ပြီးဒီကင်းထောက်အဖွဲငယ်လေးတွေကိုအနီးကလေချောင်းပြီကူအချိန်မွေးပေးနိုင်တယ်ဒီလုံငန်းစဉ်ရလုံကိုစစ်ဘက်အခေါ်ဝေါ်နဲ့ F2T2EA လို့ခေါ်တဲ့ချိန်မွေးကွင်းဆက်အတိုင်းလောက်ဆောင်ပါတယ် F2T2EA နည်းနည်းတော့ရှုပ်တာအဲ့ဒါဘာလို့ဆိုလို့ရလဲဒါကစည်ရေးအမြန်ရတော့အရန်အရေးကြီးတဲ့ကွင်းဆက်ပေါ်အစင်ခောက်စင်ရှိတယ် ရန်သူကိုရှာမယ် find နေရာအတည်ပြုမယ် fix fix နောက်ကိုက်မယ် track ပြီးမှအဖြစ်သတ်မှတ်မယ် target တိုက်ခိုက်မယ် engage ပြီးတော့ပစ္စည်းဆုံးရှုံးမှုကိုအကဲဖြတ်မယ် assess find fix track target engage and assess ဟုတ်ပါမယ်ဒီအစစ်နေထဲကတခုမှမဝရှင်စစ်စင်ရဲတခုလုံးပြတ်သွားနိုင်တယ် marine kent တောက်ဖွဲ့ကဒီကွင်းဆက်တခုလုံးကိုမြေပြင်မှာလက်တွေ့အကောင့်ထေပေါ်နေတဲ့နှလုံးတီးဝတ်ပဲ ကဲ theory ပိုင်းနေပြောပြပြီဆိုတော့တကယ်လက်တွေ့မှာဒီစစ်စင်ရဲ့တဲ့ဘူရိုပုံစံဖြစ်နိုင်မလဲဆိုတော့ကြည့်အောင်အရင်မြေထဲမှာတရုတ်ဖော်ဇလန်နှုတ်ခုမဖော်ပြထားတယ်ပထမဇလန်ကပင်လေပင်ပေါ်မှာနော်ဟုတ်ပါတယ်မြင်ကွင်းကဗင်နီဇွဲလာကမ်းလွန်ပင်လေပင်ကာတဲလီရဲ့ mothership ကြီးတစ်စင်းကနေအမြန်တွားဆက်လိန်ကလေးတွေစီကိုမွေးစေတီပြောင်းရွှင်နေလေအဲ့ဒီအချိန်မှာကင်းထောက်တပ်ဖွဲ့ဝင်6ယောက်ပါတဲ့ဖွဲ့ကိုရက်ရင်နဲ့အမောင်းထဲမှာပင်လေတွေကိုချပစ်လိုက်တယ်ပြီးတော့ ူတို့ကလီထူယောဘလေးငယ်လေးတစ်ဆင့်နဲ့နှစ်မိုင်လောက်တိတ်တဆိုင်လောခတ်တီမိခင်တင်ပေါ်ကြီးကိုမြင်နိုင်တဲ့နေရာမှာနေရာယူလိုက်တယ်။သူတို့တင်ပေါ်ပေါ်တက်တီတက်ခတ်တာမျိုးလို့မလား။လုံးဝမလို့ပါဘူး။သူတို့ရဲ့အဓိကတာဝန်ကတိုက်ခိုက်ဖို့မဟုတ်ဘူးလေ။သူတို့လှုပ်တာက SOFM လေဆာကရိယာနဲ့မိခင်တင်ပေါ်ရဲ့ကိုထေပေါ်ကိုလူမမြင်နိုင်တဲ့လေဆာရောင်ကြီးတစ်ခုနဲ့အမှတ်အသားပေးလိုက်ရောမယ်။ပြီးတော့ပြီးတော့မိုင်ပေါင်းများစွာအကွာတင်ပေါ်ပေါ်နဲ့ပြင်တက်လာတဲ့ F35B တိုက်လေယာဉ်က အဲ့ဒီလေးစားအမှတ်အသားကိုပြစ်မှတ်ထားပြီးလိုင်းညွန်လက်နဲ့တစ်ခုနဲ့ပြစ်ချလိုက်တယ်။မိခင်တင်မောညစ်မြုပ်သွားရောဟုတ်တယ်။အဖွဲဝင်ဒီလာသူတို့ရောက်လာမှန်းတော့ဘသူမှမထိလိုက်ခင်မှာပြန်လေဆုတ်ခွာသွားပြီ။တိုက်ရရင်ဆိုင်တိုက်ခိုက်မှုမရှိသလောက်နည်းပြီးရန်သူရဲ့ထောက်ပံ့ရေးကွင်းဆက်ကိုကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပေးနိုင်ခဲ့တာပေါ့။ဒုတိယဇက်လန်ကတော့မြေပြင်ပေါ်မှာဖြစ်ပြီးပို့ပြီးတော့တော့နီးပင်တာဆန်တယ်။ဒီတကာတော့ report drone နဲ့စတယ်နော်။ဟုတ်တယ်။ report drone တစ်စင်းက Venezuela တောင်းနဲ့ထဲမှာဖုံးကွယ်ထားတယ်။ ဖန်တနိုင်တခွဲခန်းကြီးတစ်ခုကိုရှာတွေ့သွားတယ်။ပြောအဲ့ဒီတခွဲခန်းကနေထွက်လာတဲ့ကွန်တင်ထရက်ကာတန်းကိုနောက်ကနေတိတ်တဆိတ်ချီအခံလိုက်တယ်။ဒီနေရာမှာ AI နဲ့မောင်းနဲ့တိုက်လျင်ဆိုတာပါလာပြီ။ကျမတို့လိုတာမန်လူတွေတွေ့တော့ဒါကအနာဂတ်မှာဖြစ်လာမယ့်အရာလိုပဲ။အခုတကယ်ဖြစ်နေပြီဆိုတော့လူသားလျင်မှုတွေအခက်ခဏကဘယ်လိုဖြစ်သွားမလဲ။ဒါကတကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်မိဝိုင်း။ဒီဇလမ်းမှာတော့ Reaper Drone ကကွန်တင်ကာတန်းရဲ့ဒီနေရာကို AI နဲ့မောင်းနေတဲ့တိုက်လျင်စီကိုလွဲပြောင်းပေးလိုက်တယ်။ပြီးတဲ့နောက်မှာတော့အဲ့ဒီ AI လေးရင်ကလူသားရဲ့ထိန်းချုပ်မှုမပါပဲအဲ့ဒီကားတန်းတော့ကိုအလိုလျောက်လိုက်တယ်။ပြီးတော့လူသူဂင်မိတဲ့တော်လန့်တစ်ခုရောက်မှာကားတန်းတစ်ခုလုံးကိုချေမှုန်းပေးလိုက်တယ်။ဒီဖြစ်စဉ်တစ်ခုလုံးမှာလူသားလေးရင်မူးတယောက်မှာအတက်အန္တရာယ်မစိုးရင်ရဘူးပေါ့။ဟုတ်ပါတယ်။မိဘင်ကထိန်းချုပ်ခန့်ကလူတွေကလည်းအခြေအနေကိုစောင့်ကြည့်နေအောင်ပဲ။ဒါပေမဲ့ဒီနို AI နဲ့တိုက်ခိုက်တာကပြင်းမာယွင်းကမျိုးတွေဖြစ်လာနိုင်ခြေမရှိဘူးလား။ဥပမာ ကားတန်းအနားကိုအရက်သားကားတစ်စီးရောက်လာရင်ဘယ်လိုလုပ်မလဲတာဝန်ယူမှုအပိုင်းမှာရှုထွေးမှုတွေရှိလာနိုင်တယ်နော်ဇာကလက်ရှိစပတ်နိပညာလောကမှာအကြီးရဲ့ညင်းခွန်နေကြတဲ့အကြောင်းအရာပဲလက်ရှိအချိန်မှာတော့တိုက်ခိုက်ဖို့နောက်ဆုံးခလုတ်ကိုတော့လူသားကပဲနေရတယ်ဆိုတဲ့စီမင်းတွေရှိနေတော့ပဲဒီဇလန်းမှာတော့ AI ရဲ့အခန်းကဏ္ဍကဖြစ်မှတ်ကိုခြေအားခံပြီးအကောင်းဆုံးတိုက်ခိုက်ခြင်းကိုရွေးချယ်ပေးတာမျိုးဖြစ်နိုင်တယ်ကင်းထောက်တပ်ဖွဲ့ရဲ့အခန်းကဏ္ဍကတော့ အနီးနားကတောင်ကုန်းပေါ်မှာ ပုံးပြီးဒီတိုက်ခိုက်မှုရဲ့ဖြစ်စည်းဆုံးရှုံးမှုကိုအကယ်ဖြတ်ဖို့စောင့်ကြည့်နေတာပဲပြီးတော့တက်ခွဲခန်းကိုကိုဘယ်လိုလွတ်လိုက်လဲကားထဲကိုရှင်းလင်းပြီးတဲ့နောက်မှာကင်းထောက်တပ်ဖွဲ့ဝင်တွေကဖန်တနိုင်းတက်ခွဲခန်းအထိသူတို့ကိုယ်တိုင်ချင်းကတော်ပြီးလေဆာနဲ့အမှတ်တာအိတ်လိုက်တယ်အဲ့ဒီခါမှာ Andrew Fury လို့ခေါ်တဲ့နောက်ထပ်အစ်မင်း Kamikaze Drone တစ်စင်းကတက်ခွဲခန်းကိုတက်တက်ဝင်တိုက်ပြီးခြေမုံးပစ်လိုက်တယ်အလုံးပီးတာနဲ့ တက်ဖွဲ့ဝင်တွေကခြေအားလေးရမှုကြံအောင်ပြန်လဲစုခေါ်တော့ကြတယ်ပိုက်ဆိုင်မှုတွေကြားကပြပြဆုံနဲ့ပူပေါ့ဆောင်ရွက်မှုကိုပြနေတာပဲဟုတ်ပါတယ်ဒီအချက်လက်တွေဒီဇက်လန်ဒီအားလုံးကိုခြုံငုံကြည့်လိုက်ရင်ကျမတို့ဘာကိုနားလဲရမလဲကျမမြင်မှာတော့ဒါဟာမွေးစစ်ဝါတိုက်ဖြတ်ရေးစစ်ပွဲရဲ့မျက်နှာစာအစ်စ်တစ်ခုကိုဖွင့်လိုက်တာပဲအရင်လိုတော်ရင်မှာတဖွဲ့တွေနဲ့လိုက်တိုက်ကင်းလက်ဖန်ဆီးရတွေထက်အများကြီးပိုသွားပြီလုံးဝမှန်ပါတယ်ဒါအထူးတဖွဲ့တွေ အစစ်မြင့်ထောက်လိုင်းရေးဤပညာတွေပြီးတော့တဖြည်းဖြည်းပိုများလာတဲ့ AI လက်နက်တွေနဲ့တက်ခိုက်နေတဲ့အရေးစစ်ပွဲ Shadow War တကူဖြစ်လာနေပြီပိုချေပြန်းတဲ့ရှုထောင်းကနေကြည့်ရင်ဒါဟာ 21st Century ဆူရဲ့စစ်မရေးရအယူဝါဒတစ်တခုကိုမိမောင်းထိုးပြနေတယ်တက်ခိုက်မှုတွေကအလွန်တိကျတယ်ဤပညာရ အစစ်မြင့်တယ်ခြေရလက်ရအ ਨੇ ဆုံးကြံလို့လောက်ဆောင်တယ်ပြီးတော့အရေးကြီးဆုံးကနိုင်ငံရေးရညင်းလို့ရအောင် plausible deniability ီဇိုင်းထုတ်ထားတာဟုတ်ပါเนาะဒါပေါ့ဒီနည်းပညာအပြိုင်မှုကတစ်ဖက်သက်တော့မဟုတ်ဘူးကာတယ်ဒီကလည်းသူတို့ကိုပိုင်စီးပွားဖြစ် drone တွေကိုတုံးပြီးအစိုးရတပ်ဖွဲ့တွေကိုထောက်လန်းတာဘုံအသေးစားတွေကျဲချတာတွေလုပ်လာနေပြီဒါကြောင့်ဒီအပြိုင်မှုကအနာဂတ်မှာပိုပြီးတော့တောင်ပြင်းထန်လာဖို့ပဲရှိတယ်အရေးမြစ်က operation southern spear အကလနောက်ဆက်သွယ်ပါဖြစ်လာမလဲဆိုရင်မိခွန်းနဲ့ဆုံးသက်ထားတယ်။ဒါကအခုမှစတဲ့စစ်စင်ရေးတက်တစ်ခုပဲဆိုတော့အဖြေကတော့ရှင်းရှင်းလင်းလင်းမရှိသေးဘူးပေါ့နော်။ အဲ့ဒီအချက်ကားပဲနားထောင်သူတွေအကစဉ်းစားစရာမေးခွန်းတစ်ခုကိုမွေးထုတ်ပေးလိုက်ပါတယ်ဒီလိုရှုဝဆစ်စင်ရေးတွေပိုးပြီးဖြစ်များလာပြီးတိုက်ခိုက်မှုတွေမှာအလိုလျောက်စနစ်တွေအပေါ်ပိုးပြီးမိခိုလာတဲ့အခါကြင်ညာမထားတဲ့ဒီလိုပဋိဖက်ခတ်တွေမှာတာဝန်ယူမှုတာဝန်ခံမှုနဲ့ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစီးမင်းနဲ့ rules of engagement အတွက်ဘလို့အတိပဲတက်ရောက်လာနိုင်မလဲစံယုတ်တယောက်ကလူမာပြီးတိုက်ခိုက်မိခင် အဲ့ဒီအတွက်ဘသူကတာဝန်ယူမှာလဲဒါကနိပညာနယ်ပယ်မှာတော့နိုင်ငံတကာဥပဒေမှာပါအဖြစ်ရှားရမယ်မေခွန်းကြီးတစ်ခုဖြစ်လာနေပါပြီ debate ကနေကြိုးစားပါတယ်ရှင်อืม Venezuela ကယူဒန်ကတောင်းနေကြီးထဲမှာ American Marine အထူးကင်းထောက်တပ်ဖွဲ့ဝင်6ယောက်လောက်ကမလုံမယက်ဖုန်းခုန်ကြီးတယ်လို့မြင်ရောင်ကြည့်ပါသူတို့ဟာအိမ်နဲ့မိုင်းပေါင်းထောင်ချီဝေးတဲ့နေရာမှာရောက်နေပြီမဲ့အဲလက်ထက်မှာကင်ကားတဲ့ laser ပြင်းပြတ်ကြီးအရာလေးတစ်ခုနဲ့ င်လေထဲကမွေးကန်ရက်မခင်တမောကြီးတစင်းလုံးကိုကိုပြောက်တိုက်လျင်တစင်းကန်နေလမ်းညွန်ပြီးတော့တိုက်ခိုက်နှညုတ်စင်းနေပါတယ်။ဆိုတော့ဒါဟာ Operation Southern Spear လို့ခေါ်တဲ့စစ်စင်ရေးရပုံရိပ်တစ်ခုပါပဲ။ဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အဓိကမေးခွန်းကတော့ဒါပါပဲ။နောက်ဆုံးပေါ်နီးပညာသုံးပြီးတိကျတဲ့ပြင်ပကြီးကိုခွဲစိတ်ဆရာဝန်တယောက်လိုတိုက်ခိုက်တဲ့ဒီချင်းကတ်မူဟာမွေးရာဇာတွေကိုအမြင့်ကနေတိုက်ဖြတ်ဖို့အထောက်အဆုံနည်းလမ်းတစ်ခုလား။ဒါမှမဟုတ် မွေးဆွေဝတိုက်ဖြည့်ရေးဆိုတဲ့ကိစ္စကိုအန်ရီကြီးမားရဲ့စစ်ပွဲတစ်ခုအဖြစ်အသွင်းပြောင်းပြီးထင်းချုံမရတဲ့အကျိုးဆက်တစီတွန်းပို့နေသလားဆိုတာပါပဲ။ဂျမမက်ကတော့ဒီစစ်စင်ရဲ့ဟာအင်းအားအများကြီးမတုံဘဲတီးကြတဲ့ဖြတ်မှတ်တွေကိုဥတီတိုက်ခိုက်တဲ့ထီရောက်ပြီးထင်းချုံနိုင်စွမ်းရှိရဲ့မဟာဗျူဟာဖြစ်တယ်လို့ဆိုချင်ပါတယ်ရှင်။ကျွန်တော်ကတော့ဒီလိုစစ်မြင့်စစ်ပတ်နီးဖြစ်နာတွေတုံးတာဟာမွေးဆွေဝတိုက်ဖြတ်ရေးကိုစစ်ပွဲအပြင်ဖြောင်းလိုက်ပြီးဟွန်းထင်းမိုင်နိုင်တင်းမရတဲ့ ပါတီပက်ကက်တွေဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတဲ့လမ်းကြောင်းပေါ်တွန်းပို့နေတယ်လို့ပဲရှုမြင်ပါရခင်ဗျာ။ကမ္မာပြီကျမရဲ့ရည်တီချက်ကိုအရင်ဆုံးအသေးစိတ်ရှင်းပြပါစီ။ဒီစစ်စင်ရဲ့တကယ်တမ်းပိုးရှိတဲ့အချက်ကသူ့ရဲ့တိကျမှုနဲ့ထိရောက်မှုပဲ။ဒါအရင်ကလိုအလုံးရဲနဲ့စစ်ချီတတ်တာမျိုးမဟုတ်ပဲရန်သူကွန်ရတဲ့အသက်သွေးကြောတွေကိုတိုက်ရိုက်ထိုးနှက်တာပါ။ဒီလိုလုံနိုင်မှုအထီးကကန့်တာ၃ခုကိုပေါင်းဆက်ထားတာတွေ့ရတယ်။ ပထမတစ်ခုကတော့မူရဲ့ကိုင်းတွေပုံးစရာနေရာမရှိအောင်လုပ်တဲ့ဘက်ပေါင်းစုံထောင်းလန်းရေးကွန်ရက်ပါပဲဥပမာ ပေ80ထောင်းအောင်ရှင်ကနေပြန်တန်းရဲ့ YouTube ထောက်လေးရင်ကတဲကန်နာရတဲ့ကလူတယောက်ရဲ့ခြေအောက်တော့မြင်နိုင်တယ်ဆိုတော့အဲ့ဒီရတဲ့အချက်လက်တင်နောက်ပြီး MQ9 Reaper drone တွေက Phantom 9တခွဲကန်တစ်ခုကထွက်တဲ့အပူလိုင်းတွေကိုမိုင်ပေါင်းများစွာကွာကနေဖမ်းယူနိုင်တယ်အဲ့ရတဲ့အားလုံးကိုပေါင်းဆက်လိုက်တဲ့အခါ မြေပြင်ပေါ်ကသူတို့ရဲ့လှုပ်ရှားမှုတိုင်းကို အချိန်နဲ့တပြင်းညီမြင်နေရတဲ့မြေပူကြီးတခုရလာတာပေါ့နော်အဲ့ဒီနောက်ဒုတိယကဏ္ဍကတော့မြေပြင်ပေါ်ကတိတ်ဆိတ်တဲ့ကျွမ်းကျင်ပညာရှင်တွေလို့ခေါ်လဲအထူးကင့်ထတပ်ဖွဲ့ဝင်နေပါရှယ်ယောက်လောက်ပဲပါတဲ့အဖွဲငယ်လေးတွေကရန်သူနယ်မြေတဲကိုတိတ်တဆိတ်စိတ်ဝင်ပြီးရန်သူကားတွေမှာ GPS tracker လေးတွေတက်စင်တာဒါမှမဟုတ် SOFM လို့ခေါ်တဲ့လေဆာပိတ်မှတ်ပြကိရိယာနဲ့တိုက်ခိုက်ရမယ့်နေရာကိုအတိအကျဆေးရောင်ချဲပြတာမျိုးတွေလုပ်ပါတယ် အဲ့ဒီနောက်တတိယအဆင့်ထိတဲ့တိုက်ခိုက်မှုရောက်လာတယ်။အထူးတပ်ခွဲကပစ်မှတ်ကိုအတိအကျလမ်းညွှန်ပေးလိုက်တာနဲ့ F35B တိုက်လီယံကဖြစ်စေ Fury လိုမျိုးတိကျတဲ့ drone ကဖြစ်စေဝင်ရောက်ချင်မုန်းပါတယ်။ဒါကို find, fix, track, target, engage, assess F222AA စစ်စင်ရေးကွင်းဆက်လုခေါ်ပါတယ်ရှင်။ရန်သူကိုရှာတယ်၊နေရာအတည်ပြုတယ်၊နောင်ယောင်ခန့်လိုက်တယ်၊ပြမထားတယ်၊တိုက်ခိုက်တယ်၊ပြင်ထိခိုက်မှုအခြေအနေကိုသုံးဆက်တယ်။ဆိုတော့ တာအင်အားနည်းဆုံးနဲ့အထီရောက်ဆုံးရလကုဖော်ဆောင်တဲ့ခိမီနိလန်တစ်ခုပါ။ကိုယ်မှာပုံးကွယ်နေတဲ့မဟာဗျူဟာမအမားကြီးတစ်ခုကိုကျွန်တော်ကထောက်ပြခြင်းတာပါ။ပထမချက်ကတော့တင်ကိုယ်တိုင်တုံးသွားတဲ့စကလုံးတွေပါပဲ။ Kill Chain တို့ App Certified B တိုက်လင်းရင်တို့ဒါတွေကဥပဒေစိုးမိုးရေးလုပ်ငန်းသုံးမောဟလာတွေမဟုတ်ဘူးလေ။ဒါတွေကစစ်ပွဲသုံးစကလုံးတွေပါ။မွေးစေဝါတိုက်ဖြတ်ရေးဟာတမိုင်းတစ်ချောင်းရဲတပ်ခွဲနဲ့ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေရဲ့တာဝန်ဖြစ်ခဲ့တာ။ အခုတော့ဒီကိစ္စကိုအလုံးစုံစစ်ပွဲတစ်ခုဖြစ်အတွင်ပြောင်းလိုက်ပြီဒါဟာစိတ်နဲ့စိတ်ထားပိုင်းဆိုင်ရာပြောင်းလဲလဲကြီးတစ်ခုဖြစ်ပြီးအလုံးအနေများပါတယ်ဗျာဒုတိယချက်ကတော့ရန်သူရဲ့လိုက်လျော့ညီထွေပြုပြင်ပြောင်းလဲနိုင်စွမ်းကိုရှော့သွက်မိနေတာပါပဲစင်နာလောကတော့ CHNG တို့လိုမူရစ်ကိုင်းနေတာဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့နိုင်ငံတကာလုပ်ငန်းကြီးတွေပါသူတို့ဟာဒီဖိအားကိုတုံ့ပြန်ဖို့နီးလန်းရှာမှာပဲအရင်ပြနေသေးပါသူတို့ဟာဟိုယူကရိန်းစစ်ပွဲကနေဒရုန်းစစ်ပွဲနည်းပညာတွေကိုတင်ယူနေတယ် မောင်းသူမဲ့ရင်ုပ်တင်ပေါငယ်တွေတုံ့မှုစဉ်းစားနေတယ်လို့ဖော်ပြထားတယ်။ဆိုတော့ဒါဟာအမေရိကန်ကနီးပညာအသစ်တုံးလိုက်သူတို့ကဇဲဘော့တဲ့တံပြန်နီလန်းရှာလိုက်နဲ့အဆုံးမတတ်နိုင်တဲ့လက်နဲ့ပြန်ဆိုင်မှုကြီးကိုမွေးဖွားပေးနေရပါပဲ။နောက်ဆုံးအချက်ကတော့အချုပ်အချာအာဏာနဲ့တန်တမာရေးပြတင်တာပါ။ဒီစစ်စင်ရေးတွေဟာမက္ကဆီကိုနဲ့ဗင်နီဇွဲလာလိုနိုင်ငံတွေရဲ့ပိုင်နဲ့တယ်မှာလျော့ဝဲလူဆောင်နေတာ။တိုက်ခိုက်မှုတစ်ခုခုမာရင်ပွားခင်ဥမာအရာသားတယောက်ယောက်ထိခိုက်သွားခင်ဘယ်သူကတာဝန်ယူမှာလဲ။ ဒါဟာမရှင်တစ်ခုကနေနိုင်ငံတကာပဋိပက္ခကြီးတစ်ခုဖြစ်အလွယ်တကူကူးပြောင်းသွားနိုင်တဲ့အန်ဒီယားရှိပါတယ်9 Reaper drone က Fentanyl တဲ့ခွဲခန်းတစ်ခုကိုရှာတွေ့တယ်အထူးထက်ဖွဲ့က SOFLAM လေးစာနဲ့အဲ့ဒီနေရာကိုချိန်ပေးလိုက်ုံနဲ့ Andrew Fury လို drone design ကအတေးကြဝင်တိုက်ချိန်မွေးနိုင်တယ်ဒီလုံငန်းစဉ်တစ်ခုလုံးမှာ American တပ်ဖွဲ့ဝင်တွေဟာရန်သူနဲ့တိုက်ရိုက်ထိတွေ့ရှာမလို့တလောက်ပဲဒါဟာကုဖက်ကအကြဆုံးမရှိ အယက်ထားထိခတ်မှုအ ਨੇ ဆုံးထိအောင်လှုပ်ဆောင်နိုင်တဲ့အတန်ရှင်ဆုံးနည်းလမ်းမဟုတ်ဘူးလားရှင်အတန်ရှင်ဆုံးနည်းလမ်းဆိုတဲ့အသုံးအနှုန်းကိုကျွန်တော်တတိထောင်းမိပါတယ်ဒါပေမဲ့အဲ့ဒီနည်းပညာပိုင်းအသာစီးရမှုကပဲအန်တရာရှိဆုံးထောင်ကျောက်လို့ကျွန်တော်မြင်တယ်အဲ့ဒီအသာစီးရမှုကပဲမူကြီးကိုင်တွေကိုပိုပြီးခက်မိတဲ့ပိုပြီးကြောက်စရာကောင်းတဲ့နည်းလမ်းတွေရှာဖို့တောင်းတာပေးနေတာပါဒူရိုပါက F35 ဒီစင်းနဲ့ပြန်တိုက်ဖို့မလိုပါဘူး သူတို့လုံမက လေယာသုံးဆေးဖြန်ဒရုန်းတွေကိုဖောက်ခွဲရေးတစ္စည်းတွေတက်ပြီးအမေရိကန်နယ်စပ်ကိုလွတ်တာမျိုးဒါမှမဟုတ်ဒေါ်လာရာငနာမဲ့ကန်တဲ့ဒရုန်းအုပ်စုလိုက်နဲ့ရေးပါတဲ့အခြေခံစောင့်တို့ကိုတိုက်ခတ်တာမျိုးတွေလုပ်လာနိုင်တယ်။အဲ့ဒီအခါကျရင်အမေရိကန်ကအန်ဒရူးရဲ့အုံမလိုဒေါ်လာတန်းချီတန်တဲ့ဒရုန်းတံပြက်လက်လက်တီထုတ်သွင်းရမယ်။ဆိုတော့မေးစရာရှိတာကဒီနည်းပညာစစ်ပွဲမှာဘယ်သူကအမေရိကန်အနိုင်ကျင့်ခံနေရတာလဲ။ကျွန်တော်တို့ကသူတို့ကိုချေမောနေတာလား။ ဒါမှမဟုတ်သူတို့ကိုပိုပြီးထက်မြက်တဲ့ရန်သူတွေဖြစ်လာအောင်ခမလေးချင်းကြီးပေးနေတာလားဗျာอืมတင်ပြောတဲ့ချက်ကစဉ်းစားစရာပါပဲဒါပေမဲ့ရွေးချယ်စရာလမ်းကလို့ဘာရှိသေးလို့လဲဒီနိပိညာကိုမတုံးပဲနေရင်သူတို့ရဲ့ကြီးထွားလာတဲ့နိပိညာကိုဒီတိုင်းလက်ပိတ်ကြည့်နေရမှာလားကျမတို့ဘက်ကအตาစီရနေတော့မှအဲ့ဒီအာသာချက်ကိုတုံးပြီးသူတို့ရဲ့ကိုယ်ရည်ကိုဖျားပေးရမှာပဲလေဒီဖျားကြောင့်သူတို့ရဲ့လုပ်ငန်းတွေနောက်နေမယ်ကွန်ဂျာ CD မင်းတက်လာမယ် နောက်ဆုံးမှသူတို့အသွင်ပိုင်းမှာသဘောထားကွဲလွဲမှုတွေဖြစ်ပြီးပြိုကွဲသွားနိုင်တယ်။ဤပညာကိုမတောင်းတာကမှတကယ့်အရှုံးဖေးလိုက်တာနဲ့တူတူပါပဲ။ဒါပေမဲ့အဲ့ဒီ fee အားဆိုတာကဘလို့အကျိုးဆက်တီယူဆောင်လာနိုင်လဲဆိုတာကိုလည်းထည့်စင်းစားရမယ်လေ။သင်ကအတူတက်ဖွဲ့ဝင်6ယောက်က F35B တစင်းကိုခေါ်ပြီးတင်ဘောတစင်းကိုနင်းမြုပ်ဆဲတဲ့ဥမာကိုပြောသွားတယ်။အဲ့ဒါကိုကျွန်တော်နည်းနည်းပို့ပြီးအသေးစိတ်ဆွေးနွေးကြည့်အောင်။တင်ဘောတစင်းကိုဖျက်ဆီးဖို့အတန်ထက်ညံတဲ့ န်ချမမျိုးဆက်ကိုပြောက်တိုက်လိရင်တစင်ကိုတုံးတယ်ဆိုတာအဲ့ဒါဥပဒေစိုးမိုးရေးလုံငန်းလို့ဘယ်လိုမှခေါ်လို့မရတော့ဘူးဒါဟာစစ်ကြညာခြင်းမရှိတဲ့စေရေးပဋိပတ်ကံတစ်ခုပဲအဲ့ဒီလိုကျွန်တော်မေးချင်တာကဒီလိုလောက်ရက်တွေတွေတရားဝင်လောက်ပိုင်ကွယ်နဲ့စီမင်းစစ်ကန်းတွေကပါတယ်လဲခမဟုတ်ကဲ့ဒါဓမ္မယိုကြစစ်ပွဲမဟုတ်တဲ့အတွက်စီမင်းစီကန်းတွေကလည်း꽌ပြတာပေါ့ဒီတက်ဖွဲ့တွေဟာတိကျတဲ့လောက်ပိုင်ခွင့်အောက်မှာအစင်စင်ခွင့်ပြုချက်နဲ့မှလှုပ်ရှားတာပါရည်ရွယ်ချက်က အင်အားအလုံးအရင်သုံးပြီးကျူးကျော်ဆစ်စင်နာမျိုးကို ရှောင်ရှားဖို့ပဲလူ6ယောက်နဲ့တိုက်လျင်တစင်းသုံးတာဟာကမတ်တမတ်နဲ့ဝင်တိုက်တာထက်အများကြီးပိုပြီးထိမ့်ချုံနိုင်တဲ့ဖိမတ်ကိုပိုပြီးတိကျစွာထိမှန်နိုင်တဲ့ချင်းကပ်မှုချစ်ပါတယ်ရှင်အန်ဒရယ်ကိုတွက်ချက်ပေးတာပါတွက်ချက်ပေးတာအန်ဒရယ်ဟုတ်လားအဲ့ဒီ F35B ကပိလွတ်လိုက်တဲ့ဒုံးကြီးကမီတာအနည်းငယ်လောက်လွဲချော်သွားပြီးအနာကနိုင်တဲ့တကာရေပိုင်နဲ့ထင်းမှာ ငါဖမ်းနေတဲ့အရသားတင်ပေါ်တစင်ကို ထိမှန်သွားခဲ့ရင်ပြားဖြစ်မလဲဒါရေးတဖွဲ့စုံစမ်းစစ်ဆေးမှုဆိုင်ရာအမားအယွင်းတစ်ခုမဟုတ်တော့ဘူးဒါဟာနိုင်နေတကာတန်တမန်ရေးရအိမ်မက်ဆိုးကြီးတစ်ခုဖြစ်သွားနိုင်လေမက္ဆီကိုဒါမဟုတ်ဘယ်နီဇွဲမှာဆိုးရကသူတို့ပိုင်တဲ့ထင်းမှာအမေရိကန်စစ်တပ်ကလျော်ဝဲစစ်စင်ရေးလုပ်နေတယ်ဆိုတာကိုတရားဝင်ဖော်ထုတ်လိုက်ရင်ဘလို့တုံ့ပြန်မလဲ ကျွန်တော်တို့ဟာဒီနီးဗျူဟာပိုင်းဆိုင်ရာထိရောက်မှုလဲတစ်ခုအတွက်နိုင်တဲ့တကာပဋိခတ်ထင်နိုင်တဲ့မဟာဗျူဟာမြောက်အန်ဒရယ်ကြီးတစ်ခုကိုယူနေတာပါဒါတန်ရလာတင်ပြတဲ့တမန်ရရဲ့အန်ဒရယ်ကိုကျွန်မလက်ခံပါတယ်ဒါမှဘာမှမလုပ်ဘဲနေချင်းရဲ့အန်ဒရယ်ကိုလည်းကြီးဖွဲ့လို့လေဒီမူရစ်ကိုင်နေရာဖန်တနိုင်လို့ဓာတုပစ္စည်းတွေနဲ့အမေရိကန်နိုင်ငံသားထောင်ပေါင်းများစွာကိုနစ်စင်တေးဆုံးစင်နေတာဒါအမျိုးသားလုံခြုံရေးဆိုင်ရာချင်းချောက်မှုတစ်ခုပဲဒီချင်းချောက်မှုကိုတွန်းပြရမှာရိုးရာနေလိုက်နေကမထီရောက်တော့ဘူး Operation Southern Spear ရဲ့ရေရှည်မဟာဗျူဟာကသူတို့ရဲ့အထောက်ပံ့ရေးကွင်းဆက်ကိုဖျက်တောက်ပြီးသူတို့ရဲ့စီးပွားရေး empire ကိုအဓိကထုံးနှပ်ဖို့ပဲတခွဲခန်းတွေကုန်ကျန်းတဲ့ကားတွေတံပေါ်တွေကိုဖျက်ဆီးခြင်းအထိသူတို့ရဲ့လုပ်ငန်းတစ်ခုလုံးကိုရပ်တန့်သွားဒါမှမဟုတ်အနည်းဆုံးတော့ချိနဲ့တော့လုံးဆောင်တာပါဒါမျိုးသစင်းကိုပိတ်ဖို့ရေကာတာဆော့တာနဲ့တူပါတယ်ရှင်အဲ့ဒီအမြင်ကိုတော့ကျွန်တော်သဘောမတူနိုင်ဘူးဗျာဒါဟာယောဂလက္ခဏာကိုကုစားနေတာဖြစ်ပြီးယောဂရဲ့အရင်းအမြစ်ကိုကုစားတာမဟုတ်ဘူး ဓာတ်ခွဲခန်းတစ်ခုကားတန်းတစ်ခုကိုဖျက်ဆီးလိုက်တာဟာသူတို့တွေနီးပြူဟာပိုင်းဆိုင်ရာဆုံးရှုံးမှုလေးတစ်ခုပါပဲသူတို့ဟာဘီလီယံနဲ့ရှိတဲ့လုပ်ငန်းကြီးတွေဖြစ်လို့ဒီလိုဆုံးရှုံးမှုတွေကိုအစားထိုးနိုင်တာတဲ့သင်ကရေကားတာစောက်တယ်ပြောမယ်သူတို့ကမြစ်လက်တဲ့အဒီတွေဖောက်သွားမှာပဲလေသင်ဓာတ်ခွဲခန်းတစ်ခုကိုဖျက်ဆီးလိုက်ရင်သူတို့ကဒေါ်ထဲမှာနောက်ထပ်ဓာတ်ခွဲခန်း၁၀ခုကိုရွှေ့ပြောင်းလို့ရတဲ့ပုံစံနဲ့စောက်လိုက်လိမ့်မယ် တင်ထရရဲ့တင်ဘောစင်ကိုနင်းမြုပ်လိုက်သူတို့ကရီတာမှာမပေါ်တဲ့ကိုပိုင်ထုတ်ရင်ငုတ်တင်ဘောငယ်ဒီနဲ့ဆက်တယ်မှာပဲဒီတိုက်ခိုက်မှုတွေကသူတို့ကိုပျောက်ကွယ်သွားစေမှာမဟုတ်ဘူးရှင်တန်ကျန်ရဲ့ဖို့တော့ပိုပြီးရက်ဆက်တယ်ပိုပြီးပါနတ်တဲ့ဖွဲ့စည်းတွေဖြစ်ပြောင်းလဲသွားတော့တွားပေးနေတယ်လို့ပဲဖြစ်နေတာပဲတင်ကသူတို့ရဲ့လိုင်းလိုင်းညီထွေရှိမှုကအလေးပြုပြောနေတာကျွန်မနားလဲပါတယ်ဒါပေမဲ့ဒီစစ်စင်ရွေးရဲ့စိတ်ပိုင်းဆိုင်ရာတည်ရောက်မှုကိုလည်းထဲ့တွင်းစဉ်းစားတင်နေရှင်သူတို့ရဲ့တခွဲခန်းနေထောက်ပံ့ရေးလမ်းကြောင်းနေဟာ အချင်းမရွေးတိုက်ခိုက်ခံရနိုင်တယ်ဆိုတဲ့အတိကသူတို့ရဲ့လုပ်ငန်းလက်ပတ်မှုအပေါ်ကြီးမားတဲ့ဖိအားဖြစ်စေတယ်။ပယ်နေရမမလုံးကြုံတော့ဘူးဆိုတဲ့ခံစားချက်ကသူတို့ရဲ့ကွန်ရက်ကိုအတွင်းကနေတဖြည်းဖြည်းတိုက်ဆသွားနိုင်တယ်။ဒါဟာသူတို့ရဲ့ဆုံဖြတ်ချက်ချနိုင်စွမ်းကို ထိတ်ခိုက်စေပြီးအမားတဲ့လုံမင်းအောင်တုံ့မှုနိုင်တယ်။အေးဒါကစိတ်ဝင်စားစရာကောင်းတဲ့အချက်ပါ။ဒါပေမဲ့အဲ့ဒီစိတ်ပိုင်းဆိုင်ရာဖိအားကပဲကျွန်တော်တို့မမျော်လင့်ထားတဲ့တုံ့ပြန်မှုကိုဖြစ်စေနိုင်တယ်ဗျာ။ ီလိုဖြစ်အားတွေကမူးရစ်ကိုင်းတွေကိုသူတို့တယောက်တည်းရက်တီလို့မရတော့ဘူးဆိုတာကိုနားလည်သွားစေပြီနိုင်ငံတော်အဆင့်အဖွဲ့အစည်းတွေနဲ့ပိုးပြီးနီးကပ်စွာပူးပေါင်းဆောင်ရွက်လာအောင်တွန်းအားပေးနိုင်တယ်သူတို့ဟာကဗနီဇွဲလာလိုအမေရိကန်နဲ့မတင်းမြတ်တဲ့နိုင်ငံတွေစီကနေအဆင့်မြင့်လက်နက်တွေဒါမှမဟုတ်ထောက်လန့်ရဲ့အကူအညီတွေရယူလာနိုင်တယ်အဲ့ဒီခါမှာမူးယစ်ကိုင်းအနေနဲ့နိုင်ငံတော်ကြားကအနေမိတ်မြင်းတွေပျောက်ကွယ်သွားပြီဒီပဋိပက္ခဟာပိုပြီးရှုပ်ထွေးပြီး အန္တရာယ်ကြီးမားလာနိုင်တယ်။အဲ့ဒီခါကျရင်ကျွန်တော်တို့ဟာမူရဲ့ရာဇာတွေကို တိုက်နေတာကနေနိုင်ငံနဲ့နိုင်ငံနဲ့တိုက်ရဲ့ရင်ဆိုင်ရတဲ့အခြေအနေစီကိုရောက်သွားနိုင်မှာပဲ။ကောင်းပါပြီ။တဆိုရင်အဆုံးသတ်အနေနဲ့ကျမတို့ရဲ့ရည်တည်ချက်တွေကိုပြန်ပြီးအနှစ်ချုပ်ကြည့်ကြရအောင်။ဒီဆွေးနွေးမှုအပြီးမှာကျမယုံကြည်တာကတော့ Operation Southern Spear ဟာရှောင်လွှဲလို့မရတဲ့ချင်းချောက်မှုတစ်ခုကိုရင်ဆိုင်ဖို့အတွက်ဤပညာကိုအကျိုးရှိရှိအသုံးချတဲ့ခစ်မီဘီထျောက်တဲ့နီလန်းထစ်တဲ့ဆိုတာပါပဲ။ ဒါဟာကြီးမားတဲ့ပฏิပက္ခကိုရှောင်ရရင်မူရွကွိုင်းတွေရဲ့အထက်ကအထောက်ပံ့ရေးလမ်းကြောင်းတွေကိုတိတိကျကျပြင်မထားတိုက်ခိုက်နိုင်တဲ့ထိန်းချုပ်ထားတဲ့ချင်းကမှုတစ်ခုပါဒါဟာပိတိဆောင်တဲ့အထည်တော်မဟုတ်နိုင်ဘူးပေါ့နော်ဒါပေမဲ့လက်တွေ့ကြကြီးအထီရောက်ဆုံးနိလန်နေတွေကတခုထစ်ပါရဲ့ကျွန်တော်တို့တော့ဒီနီးပညာပိုင်းဆိုင်အောင်မှုတွေဟာမဟာဗျူရာမြောက်အောင်မြင်မှုတွေဟာဖုံးကွယ်ထားတော့မယ်လို့မြင်ပါတယ် ကျွန်တော်ကမွေးရှိဝတိုက်ဖြေရေကိုအန္တရာယ်ရှိတဲ့စစ်ပွဲတစ်ခုအဖြစ်ပြောင်းလဲလိုက်ပြီးရေရှည်မှထိန်းချုပ်ရခတ်တဲ့လက်နက်ပြန်ဆိုင်မှုတွေနဲ့မမျှော်မနိုင်တဲ့တန်တမာရေးနိုင်ငံရေးအကျိုးဆက်တွေကိုဖြစ်ပေါ်စေနိုင်တဲ့လမ်းကြောင်းပေါ်ကိုရောက်နေပါပြီ။ဆိုတော့ကျွန်တော်ကထိရောက်မှုဆိုတဲ့ကောင်းစဉ်အောက်မှာပူကြီးမားတဲ့အန္တရာယ်တစ်ခုကိုဖန်တီးနေမိသလားဆိုတာကိုအလင်းနဲ့ပြန်စဉ်းစားဖို့လိုနေပြီလို့မြင်ပါတယ်ခင်ဗျာ။ Operation Southern Spear ဟာမွေးရှိဝတိုက်ဖြေယူနီးပြွာမှာကြီးမားတဲ့အပြောင်းလဲတစ်ခုဖြစ်လာတာတော့အမှန်ပါပဲ။ အဆုံးစွန်မှာတော့ဒီဆွေးနွေးပွဲရဲ့အဓိကအချက်ကထိန်းချုပ်မှုနဲ့ပတ်သက်နေတယ်လို့ပါပဲ။တစ်ဖက်ကတော့ဒီနည်းပညာဟာကျမတို့ကိုစစ်မြေပြင်ပေါ်မှာအတိအကျဆုံးထိန်းချုပ်နိုင်စွမ်းကိုပေးတယ်လို့ယုံကြည်နေပြီ။နောက်တစ်ဖက်ကတော့အဲ့ဒီနည်းပညာကိုဆက်ကင်အထုံးဖြူလိုက်ခြင်းကပဲပရိပခါတစ်ခုလုံးအပေါ်မှာကျမတို့ရဲ့ထိန်းချုပ်နိုင်စွမ်းကိုပျောက်ဆုံးသွားစေပြီးမခံမနိုင်တဲ့ပလိုင်းဆိုင်မှုတွေကိုမီးထိုးပစ်လိုက်တယ်လို့ဖြစ်နေတယ်လို့စောရကတင်နေပါတယ်။ ဒီချင်းကမှုရဲ့အကျိုးကျေးဇူးတွေဟာဖြစ်ပေါ်လာနိုင်တဲ့အန်ဒရယ်တွေထက်တကယ်ပဲတလုံးနေသလားဆိုတော့ကိုတော့ဆက်လက်လေ့လာသုံးသပ်ဆရာများစွာကြံရှိနေပါသေးတယ်။ MM Thinker Mate ကြိုးစိုးပဲ like လုပ်ပေးပဲ comment ပေးပဲ share ပေးပဲပြင်တွင် subscribe လုပ်ဖို့မပေးပေးနဲ့နော်။